အားလုံးပဲမင်္ဂလာပါ Bethel Harvest City Fellowship ကနေပြန်လည်ပြီးကမ္ဘာကျော်ဆိုးပါရယ်ဒီကနေ့မှာဖခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်တော်ဒီကွာနာတော်ရဆင်ဖို့အားလုံးကိုယေရှုနာမဖြင့်ဖိတ်ခေါ်ပါရဲဆိုတော့ဘုရားရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်တို့နေ့စဉ်နဲ့နေ့တိုင်းကျွန်တော်တို့ကနာတော်ရဆင်ပြီးခါမှတာရွေ့ဘုရားဘိုင်းမှာဝိညာဉ်ရေးဘိုင်းမှာတာရွေ့ကြီးထွားရင့်ကျက်တော်ဘုရားရဲ့တာသမီတွေဖြစ်ဖို့အတွက်ကိုကျွန်တော်ဒီကနေ့ဖိတ်ခေါ်ချင်ပါရဲဆိုတော့ကျွန်တော်ဒီကနေ့ဘုရားရဲ့နှုတ်ဘတ်တော်ကိုနားထောင်ဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ဘုရားရဲ့နှုတ်ဘတ်တော်ကတော့ယုံကြည်သူများတွင်တန်ရှင်သောဝိညာဉ်တော်လှုပ်ဆောင်ချက်၅ချက်ဆိုတဲ့ ဒီကောင်းစဉ်အဖြစ်ကျွန်တော်ဝင်လာသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့၃ပါးတစုလို့ခေါ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖရားရဲ့လှုပ်ဆောင်မှု အချက်၅ချက်ကိုကျွန်တော်ဒီကနေ့မှာဒီတကောဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့နာတော်တာဆင်ကြမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်အများအားပြောပါတယ်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားလို့ကျွန်တော်ပြောတဲ့အခါမှာခမဲတော်ဖျားကိုကျွန်တော်အများအားကိုတော်ဖျားဆုတောင်းတယ်ခရစ်တော်ဖျားကိုကျွန်တော်သိတယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကျွန်တော်ဒုံကြည်သူရဲ့အသက်တာထဲမှာတော်တော်များများကျွန်တော်ကမေ့လျှော့နေတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဒီကနေ့မှာ church age လို့ခေါ်တဲ့ဒီအသင်းတော်ကာလမှာယုံကြည်သူများအ အားလုံးရဲ့အတ္တဓာတ်ထဲမှာအရေးကြီးဆုံးသောအရာကတန်ရှင်းသောဝိညာဉ်တော်ဖရာရဲ့လှုပ်ရှားတဲ့ခေတ်ကာလဖြစ်တဲ့အတွက်ကြောင့်ယုံကြည်သူအယောက်စီတိုင်းကကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်ဖရာကိုဖိတ်ခေါ်ပြီးမှကျွန်တော်တို့ရဲ့အတ္တဓာတ်မှာဖာခမဲတော်ရဲ့အလိုတော်အတိုင်းခရစ်တော်လှုပ်ဆောင်ခဲ့တဲ့အရာတွေကိုတာ၍ ကျွန်တော်ကဟောပြောနိုင်ပြီးခါမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဖေးမှမှုအားဖြင့်ကျွန်တော်ဖရာသခင်ရဲ့ဘုန်းတော်ကိုတာ၍ကျေပြန့်ပြီးဖရာနိုင်ငံတော်တာ၍ကျေပြန့်ပြီးမှတည်ပိုးနိုင်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုဒီကနေ့ကျွန်တော်ဒီအချက်၅ချက်အားဖြင့်ကျွန်တော်အားလုံးကိုခွန်အားပေးချင်တာဖြစ်ပါတယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ဖရာရဲ့လောက်ဆောင်ချက်အချက်၅ချက်တည်းရနံပါတ်၁ချက်ကပါလဲဆိုရင်တော့တန်ရှင်းသောဝိညာဉ်တော်ဒီယုံကြည်သူများကိုကူညီပေးတယ် တန်ရှင်းသောဝိညာဉ်တော်ဘုရားကယုံကြည်သူတွေကိုအစဉ်အမြဲကူညီပေးတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။အဲကြောင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားလို့ကျွန်တော်ပြောတဲ့အခါမှာ great မှာဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုဘယ်လိုခေါ်လဲဆိုရင် paracletos ဆိုပြီးခါမှာပေါ်ပြပေးထားတယ်။ paracletos ဆိုတဲ့အတိတ်တွေက king james နဲ့အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါမှာ counselor နော်ကျွန်တော်တို့ကို counselor ဆိုပြီးခါမှာအတိတ်တွေဖွင့်ဆိုထားတယ်။ esv မှာဆိုရင်တော့ helper ဆိုပြီးခါမှာဘာသာပြန်ထားပါတယ်။ ဆိုတော့တမျိုးနဲ့ပြောရင်အလိုဗမာလိုနဲ့ကျွန်တော်ကပြန်ပြီးမှဘာသာပြန်လိုက်မယ်ဆိုတော့ကုညီတော်သူဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲကြောင့်တန်ရှင်းသောဝိညာဉ်တော်ဖခင်ကနံပါတ်၁ချက်နေတဲ့ယုံကြည်တော်သူတွေရဲ့အသက်တာကိုအစဉ်အမြဲနဲ့ကုညီပေးတယ်ဆိုတာကိုကျွန်တော်နံပါတ်၁ချက်နဲ့တွေ့လို့ရပါတယ်။ အဲမှာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်ငယ်26မှာခရစ်တော်ကိုယ်တိုင်ကတန်ရှင်သောဝိညာဉ်တော်အကြောင်းကိုဒီလိုဖော်ပြပေးထားပါတယ်။ခမဲတော်သည်ငါအအတွက်ကြောင့်စီလွှတ်တော်မူသောဥပစ္စေဆရာဒီဟုသောတန်ရှင်သောဝိညာဉ်တော်သည်တင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသတွင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောညံကိုတင်တို့အားပေးတော်မူလိမ့်မည်။ဖတ်တော်တဲ့နှုတ်ကပတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ဒီမှာခရစ်တော်ကိုယ်တိုင်ကတွင်တွင်ပြီး းခဲ့တဲ့အရာဖြစ်တယ်ခမဲတော်ဒီငါ့အတွက်ကြောင့်စေလွှတ်တော်မူတော့တဲ့ငါ့နေရာမှာကိုစားစေလွှတ်တော်မူမဲ့ဥပစ္စေဆရာလို့ခေါ်တဲ့တန်ရှင်သောဝိညာဉ်တော်ဒီတဲ့တင်တော့အခတ်သိမ်းသောအရာတို့ကိုပြတာတွင်တင်တော်မူ၍ခတ်သိမ်းသောအရာတို့ကိုပြတာတွင်တင်တော်မူ၍ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးဘယ်လိုလောကမှာအသက်ရှင်ရမလဲဘယ်လိုဒုက္ခဆင်းရဲကာလတွေမှာဘယ်လိုအသက်ရှင်ရမလဲ လောကမှာကျွန်တို့ကဖရားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ဘလို့အသက်ရှင်ရမလဲနှုတ်တော်ထက်ကဘလို့ပေါ်ပြပေးထားတဲ့အရာအစစအရာရာကိုကျွန်တော်တို့ကိုပေါ်ပြပေးမဲ့တန်ရှင်သောဝိညာဉ်တော်ဟာလာပြီးခမာတဲ့အရာတို့ကိုပြတာတွင်နေတော်မူလေကျွန်တော်ကိုပြတာပြီးမှတွင်တင်ပေးမှဖြစ်တဲ့ယုံကြည်တော်ယုံကြည်သူဒီကိုဖရားသခင်ရဲ့အလိုတော်အတိုင်းပြတာတွင်နေတော်မူ၍တဲ့ငါပြောခဲ့သမျှစကားတို့ကိုမှတ်မိတော်ညာကိုတင်တော်အား ပေးတော်မူမည်ခရစ်တော်ကိုယ်တိုင်ကသူဟောပြောတွင်တွင်ပြီးခဲ့တဲ့စကားတွေရဲ့အ내အဓိပ္ပယ်တွေကိုမှတ်မိတော်ညံကိုသူ့ကိုချစ်တဲ့ဖခင်ရဲ့တာသမီတွေကိုတန်ရှင်းသောဝိညာဉ်တော်ကဘာဖြစ်မလဲပေါ်ပြပေးပြီးခါမှနားလည်နိုင်တော်ခွင့်ကိုကျွန်တော်တို့ကိုပေးမယ်ဆိုတာတန်ရှင်းသောဝိညာဉ်တော်ဖခင်ကကျွန်တော်ကိုဒီအရာတွေကိုတွင်တွင်ပေးမယ်ဆိုတာကိုဒီမှာခရစ်တော်ကိုယ်တိုင်ကရှင်ယောဟန်ခရစ်ဝင်ကျအခန်းကြီး၁၄အပိုင်ငယ်၂၆မှာပေါ်ပြပေးပြီးသားပဲဖြစ်ပါတယ် အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီတွေကျွန်တော်တို့အတ္တတာမှာဘုရားသခင်ရဲ့အလိုတော်အတိုင်းခရစ်တော်ရဲ့နည်းနည်းတဲ့အရာတွေကိုကျွန်တော်နားလေသဘောပေါက်နိုင်ဖို့အတွက်ကဘာလို့ဖို့လိုအပ်တယ်လဲဆိုတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ကဖိတ်ခေါ်ပြီးခါမှအစဉ်အမြဲဘုရားသခင်ရဲ့နည်းနည်းတဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်နားလေနိုင်ဖို့အတွက်ကိုတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လမ်းပြတုံတင်မှုကိုသိပြီးခါမှအရေးကြီးပါတယ် အဲ့ဒါကြောင့်နံပါတ်၁ချက်အနေနဲ့တန်ရှင်းသောဝိညာဉ်တော်ဟာယုံကြည်သူတွေကိုကူညီပေးတယ်ဆိုတာကိုကျွန်တော်ကနံပါတ်၁ချက်အနေနဲ့တွေ့လို့ရပါတယ်။အပြင်နံပါတ်၂ချက်အနေနဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကအပြစ်ကိုဖော်ပြပေးတယ်။တန်ရှင်းသောဝိညာဉ်တော်ဖခင်ကသူချစ်တဲ့ဖခင်ရဲ့ဒါသမီးတွေအပြစ်ကိုဖော်ပြပေးတယ်။ လောကစัจ java လာမှာရှိတဲ့ဖန်ဆင်းပေးထားတဲ့လူသားရဲ့လို့မှန်သမျှကိုအစင်မြတ်တန်ရှင်းသောဝိညာဉ်တော်ကအပြစ်တရားအဖြစ်ဖော်ပြပေးတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရတယ်။အဲကြောင့်အဲ့တန်ရှင်းသောဝိညာဉ်တော်ဟာတဲ့အပြစ်နဲ့ဖြောက်မချင်းတရားစီရင်ခြင်းတို့ကိုလည်းတက်တည်ပြပေးတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်။ယုံကြည်သူတွေရဲ့အတ္တတာထဲမှာအထုသဖြင့်တန်ရှင်းသောဝိညာဉ်တော်ဖရာကကျွန်တော်တို့ရဲ့အပြစ်ကိုဖော်ပြပေးပြီးခါမှာကိုကိုကိုမကယ်တင်နိုင်ဘူးဆိုတာကိုနားလေသဘောပေါက်ဖို့အတွက်တန်ရှင်းသောဝိညာဉ်တော်ဖရာက တို့ကိုဖော်ပြပေးတယ်ကျွန်တော်တို့ဘယ်လိုဖြောက်မတ်စွာဖြင့်အသက်ရှင်ရမလဲဆိုတာကိုလည်းတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ကိုလမ်းပြတွင်တင်ပေးတယ်ဘာအဖြစ်လဲဖရားရဲ့နှုတ်ကပတ်တော်အဖြစ်မဲ့ဖြစ်ပါတယ်နောက်ပြီးခါမှကျွန်တော်တို့ကိုအစင်အမြဲအပြစ်တရားရဲ့ဘလောက်အထိစီးရင်နဲ့ဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ကိုတွင်တင်ပေးတယ်ဆိုတဲ့အကြောင်းအရာကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အပိုင်ငယ်10မှာဒီလိုဖော်ပြပေးထားပါတယ်ဥပိစ္ဆေစရာတီရောက်လာလျင်အဓုဆရဲ့အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်းအပြစ်စီရင်ခြင်းကို၎င်း ်လောကီတာတို့အားထင်ရှားစွာဖော်ပြမူမည်ဆိုပြီးခါမှဖော်ပြပေးထားပါတယ်။အဲကြောင့်ဒီမှာရှင်ယောဟန်ကိုယ်တိုင်ကလည်းဘာဖော်ပြပေးထားလဲ။ဥပိ္ပစေဆရာတီရောက်လာခြင်းနဲ့ဒါခရစ်တော်ပြောခဲ့တဲ့စကားပါ။ဥပိ္ပစေဆရာဆိုတဲ့တန်ရှင်သောဝိညာဉ်တော်ဖရာဟာရောက်လာရင်ဘယ်မှာရောက်လာမလဲ။ယုံကြည်သူတွေရှိမှရောက်လာရင်တဲ့ဒုစရဲ့အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်း အပြစ်စီရင်ခြင်းကိုလကောင်းလာလောကီသားတို့အားထင်ရှားစွာ ပေါ်ပြမည်လောကီသားတို့ကိုထင်ရှားစွာပေါ်ပြမည်ဘာတွေပေါ်ပြပေးမလဲဒုစရဲ့အပြစ်တွေကျွန်တော်ဘာဒုစရဲ့အပြစ်တွေလုပ်နေကြသလဲအပြစ်ကင်းခြင်းကိုလကောင်းကျွန်တော်ဘလို့နေထိုင်ရင်ဖခင်နှုတ်ကပတ်တော်အတိုင်းဘလို့နေထိုင်အပြစ်ကင်းခြင်းရှိမယ်ဆိုတဲ့အကြောင်းအရာတွေကိုလကောင်းတယ်အပြစ်စီရင်ခြင်းကိုလကောင်းလောကီသားတို့အားထင်ရှားစွာပေါ်ပြလိမ့်မည်ဆိုပြီးခါမှာပေါ်ပြပေးထားပါတယ် ဒါမှတလင်တန်ရှင်းတဲ့ဖရားရဲ့နောက်ကိုလိုက်တဲ့ဖရားရဲ့တသမီတွေဟာအစဉ်အမြဲတန်ရှင်းစွာဖြင့်ဖရားရဲ့နောက်တော်ကိုလိုက်နိုင်ဖို့အတွက်ကိုဘာဖြစ်လဲဆိုရင်ဖရားရှင်ကအမြဲတမ်းတန်ရှင်းသောဖရားဖြစ်တဲ့နည်းတူသူ့နောက်လိုက်တဲ့ဖရားရဲ့တသမီတွေအသက်တာဟာတန်ရှင်းတဲ့ ဖရားရဲ့တာသမီတွေဖြစ်ပေါ်တော့ကိုတန်ရှင်းတော့ဝိညာဉ်တော်ကအစဉ်အမြဲမဆာလမ်းပြတွင်တင်ပေးတယ်ဆိုတော့ဟိုနမနေ့ချက်မှာကျွန်တော်ကတွေ့လို့ရပါတယ်ဆိုတော့နံပါတ်3ချက်နေနဲ့တန်ရှင်းတော့ဝိညာဉ်တော်ဖရားကယုံကြည်သူတွေမှာလှုပ်ဆောင်တဲ့အချက်နံပါတ်3ချက်ကပါလဲဆိုရင်တန်ရှင်းတော့ဝိညာဉ်တည်ယုံကြည်သူများ၌ကိန်းဝတ်ပြီးအစဉ်အမြဲယုံကြည်သူတွေအသက်တာကိုတည်ဆောက်ပေးတယ်တမျိုးနဲ့ပြောရရင်တော့တန်ရှင်းသောဝိညာဉ်တော်ဟာယုံကြည်သူများ၌ဂိမ်းဝက်ပြီးတိဆောက်ပြီးတော့ဖျားဖြစ်ပါတယ် အဲအเจ้าရကိုပဲဒီကော့ခန်းကြီးတော့အပိုင်ငယ်16မှာရှင်ပေါ်လူကဒီလိုဖော်ပြပေးထားပါတယ်။တင်တို့ဒီဖရာသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဖရာသခင်၏ဝိညာဉ်တော်ဒီတင်တို့အထဲ၌ဂိင်းဝတ်တော်မူသည်ကို၎င်းမတိကြသလိုဆိုပြီးကောရင်သူအတင်းသူတင်သားတွေကိုရှင်ပေါ်လူကိုယ်တိုင်ကဒီမှာ challenge လုပ်ထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။တင်တို့ဟာဖရာသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဒီခန္ဓာကိုယ်ကြီးဟာဖရာသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကိုတင်တို့မတိကြဘူးလား။ ဒီခန္ဓာကိုယ်ကြီးဟာဘုရားသခင်ရဲ့ဗိမ္မာတော်ဖြစ်တဲ့ဒါကြောင့်မဲ့တန်ရှင်းဖို့လိုအပ်တယ်ဆိုတော့အကြောင်းအရာကိုနင်တို့မသိကြဘူးလားတင်ဝတ်ပြုကိုယ်ွယ်တဲ့နေရာကြီးကဗိမ္မာတော်မဟုတ်ဘူးတင်းရဲ့ဒီခန္ဓာကိုယ်ကြီးဟာဗိမ္မာတော်ဖြစ်တယ်ဆိုတာကိုမသိကြဘူးလားဆိုပြီးမှဒီခန္ဓာကိုယ်ရဲ့ဗိမ္မာတော်ဖြစ်တဲ့အကြောင်းကိုရှင်ပေါ်လူကကောင်းကောင်းလေးဒီကောင်းရင်သူ့အတင်းသူတင်းသားဒီရှင်မှာ ဖော်ပြပေးထားပါတယ် အကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒီခန္ဓာကိုယ်ကြီးဟာတန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကိုသင်တဲ့ကျွန်တော်ကိုယ်တိုင်ကလည်းအစဉ်အမြဲတရိယာပြီးမှတန်ရှင်စွာထားဖို့သိပြီးခါမှအရေးကြီးပါတယ်အဲ့ခန္ဓာကိုယ်ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားသခင်ဝိညာဉ်တော်ဒီသင်တို့အထက်၌ကိန်းဝတ်တော်မူဒီကောမတိကြသလောဒီဟာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တဲ့အတွက်ကြောင့်တဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ဒီသင် ို့အထဲ၌ဂိမ်းဝတ်တော်မူသည်ကို၎င်းမတိကြသလောဆိုရှင်ပေါလုကကိုရိန်သူယုံကြည်သူတွေကိုတိုက်တွန်းထားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။အဲကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေဒီခန္ဓာကိုဟာဖျားသခင်ဂိမ်းဝတ်ပြီးခါမှဖျားသခင်အုပ်ဆိုးသောနေရာဖြစ်ဖို့ဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်။နောက်ပြီးဖျားသခင်ကကျွန်တော်ကိုတန်ရှင်းသောအသက်တာအားဖြင့် နေ့စဉ်နဲ့နေတဲ့အသက်ရှင်ပြီးခါမှကျွန်တော်ခန္ဓာကိုယ်ကြီးဟာဗိမာန်တော်ဖြစ်ပြီးမှတန်ရှင်းတော့ဝိညာဉ်တော်ကအထဲမှာကိန်းဝက်ပြီးခါမှတနေပြီးကျွန်တော်တို့အတ္တတာကိုတီးဆောက်ပြီးမှ ဖရာသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့ဖရာရဲ့ခန္ဓာကိုယ်ဖရာသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့ဖရာရဲ့ဗိမာန်တော်ကြီးဖြစ်ဖို့အတွက်ကို ရှင်ဘောလူကဒီမှာခွန်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီဒီဒီခန္ဓာကိုယ်ကြီးဟာကျွန်တော်ကြိုက်တယ်လို့အသုံးပြုလို့ရတဲ့ခန္ဓာကိုယ်ကြီးမဟုတ်ပါအသွေးတော်အဖြစ်ရွေးဝယ်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဟာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တည်နေတူတန်ရှင်းသောဝိညာဉ်တော်ဘုရားဂိမ်းဝတ်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်ဖရာရဲ့ဘုံတော်ထင်ရှားတဲ့ခန္ဓာကိုယ်ကြီးဖြစ်ဖို့အတွက်ကိုဒီမှာရှင်ပေါလုကကောရိန္သုယုံကြည်သူတွေကိုခွန်အားပေးတတ်လို့တန်ရှင်းသောဝိညာဉ်တော်ဖြတ်ကဒီအရာတွေကိုကျွန်တော်နားလေသဘောပေါက်ဖို့အတွက်ကိုကျွန်တော်ယုံကြည်သူတွေရှိမှာဒီအရာဟာဗိမာန်တော်ဖြစ်တယ်ဒီအရာတွေကိုဖရာရှင်ကပြုစုတည်ထောင်ပြီးမှသူဘုံတော်ထင်ရှားဖို့အတွက်အသုံးပြုတယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ဖြတ်ကဒီကနေ့မှာအစဉ်အမြဲနဲ့ကျွန်တော်တို့ကိုတုံ့ပြန်ပေးတာဖြစ်တယ်ဆိုတော့ထထလောင်းပြီးခါမှကျွန်တော်ပြောချင်ပါတယ် ဲ့ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အတ္တတာမှာပြန်ပြီးခါမှာစဉ်းစားကြည့်လိုက်ဒီခန္ဓာကိုယ်ကြီးဟာဘုရားရဲ့ဗိမ္မာန်တော်ဖြစ်တဲ့အရာကိုဘုရားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ကျွန်တော်ကအသုံးပြုနေတော်သူတွေဖြစ်သလားကိုယ့်ရဲ့ဘုံတော်ကိုထင်ရှားဖို့အတွက်ပဲကျွန်တော်ကလှုပ်ဆောင်နေတော်သူတွေဖြစ်သလားအများရှိမှကျွန်တော်ကနာမည်ကြီးဖို့အတွက်ပဲကျွန်တော်လှုပ်နေတော်သူတွေဖြစ်သလားမဟုတ်ဘဲအများရှိမှတရားဟောကောင်းတယ်ဆိုတဲ့အဟာကိုအားရနေတော်သူတွေဖြစ်လားကျွန်တော်တို့ဟောပြောတဲ့ဘုရားရဲ့နှုတ်ကပတ်တော်တွေကျွန်တော်အသက်ရှင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်တွေတိုင်းဟာဘုရားရဲ့ ဘုံတော်ထင်ရှားဖို့အတွက်ဖြစ်သလားဒါမဲ့ရှင်ပေါလုကတော့ပေါ်ပြပြသင်တို့ဒီဖျားသခင်ဤဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဗိမာန်တော်မှာဘသူနေတယ်လဲဗိမာန်တော်မှာဖျားပဲနေတာဖြစ်တယ်ဖျားမနေဘဲနဲ့ကျွန်တော်ဇာတိနေနဲ့ကြော်ကြားချင်းဒီကအစားထုံးပြီလို့ချင်းဒါဟာဖျားရဲ့ဗိမာန်တော်လို့ကျွန်တော်ပြောလို့မရပါဘူးအကြဘုရားသခင်အလိုတော်ရှိတဲ့ကတင်တို့ခန္ဓာကိုယ်ဟာဗိမ္မာန်တော်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကဂိမ်းဝက် ပြီးခါမှာ ရဲ့ဘုံတော်ထင်ရှားစေနိုင်တဲ့လောကရဲ့အလင်းလောကရဲ့စားများဖြစ်တော်သူများဖြစ်ပေါ်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကဒီကနေ့မှာကျွန်တော်ကိုအစဉ်အမြဲကျွန်တော်ကိုလမ်းပြတွင်တင်ပေးတယ်ဆိုတော့နံပါတ်3ချက်နေနဲ့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်4ချက်နေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်ဖခင်ဟာဗျာဒိတ်ဉာဏ်ပညာတကူတို့ရဲ့အရင်အမည်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အကြတန်ရှင်းသောဝိညာဉ်တော်ဖခင်အကြောင်းကိုကျွန်တော်ပြောလို့ချင်းဗျာဒိတ်ကိုဖွင့်ပြပေးတယ်ဖခင်။ ဉာဏ်ပညာကိုပေးတဲ့ဖရာတကူးတို့ရဲ့အရင်မြစ်ဖြစ်တဲ့ဖရာဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ် အဲ့ဒါကြောင့်မဲ့သာဝရဖျားဒီသူ့ရဲ့တားသမီးဒီကိုတန်ရှင်သောဝိညာဉ်တော်ကိုပေးတယ်ဆိုတာကိုဖော်ပြပေးတယ်တန်ရှင်သောဝိညာဉ်တော်ကိုရရှိတော်သူဒီဟာဖျားရဲ့နှုတ်ကပတ်တော်ဗျာဒိတ်တော်ဖျားရဲ့ရမာဒီကို နားလေသဘောပေါက်ပြီးခါမှဖျားကဉာဏ်ပညာပေးထားတဲ့အရာတွေအဖြစ်လောကမှာတင်ယူလို့မရတဲ့ wisdom ဉာဏ်ပညာတွေရရှိပြီးမှ လူတိုင်းကြောက်ရွံ့တဲ့အနာရောဂါငြိမ်းချမ်းတကူတွေကိုရရှိတဲ့ဖျားရဲ့တကူတွေရဲ့အရင်အမြစ်ဟာတန်ရှင်သောဝိညာဉ်တော်ဖျားမှာ ရှိတယ်ဆိုတာကိုကျွန်တော်တို့ကသိဖို့သိပြီးခါမှအရေးကြီးပါတယ်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်တာလင်ကျွန်တော်တို့ကသာဝရဖျားရဲ့အကျဉ်အစီတော်ကိုကျွန်တော်တို့ကသိရှိနိုင်တာဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မဆမှုမရှိဘူးဆိုရင်သာဝရဖျားရဲ့အကျဉ်အစီဒီကိုကျွန်တော်နားလေသဘောပေါက်နိုင်မှာမဟုတ်ဘူး။အဲ့တော့ကြောင့်ပဲကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကိုအစဉ်အမြဲကျွန်တော်တို့ကဖိတ်ခေါ်ပြီးခမနေ့စဉ်နဲ့နေ့တိုင်းတန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကနေကျွန်တော် လျှောက်လန်းတဲ့ဖျားရဲ့တာသမီတွေဖြစ်ဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်။အဲအကြောင်းအရာကိုပဲတေကော့ခန်းကြီးနဲ့အပိုင်ငယ်တဆင်နဲ့ဆက်တစ်မှာဖော်ပြပေးထားပါတယ်။ထိုအရာတို့ကိုဖျားသခင်ဒီထိုအရာဆိုတော့ရှေ့မှာရှိပြီးသားအရာကိုပြောတာပါ။အဲ့ဒါကပါလဲဆိုညံပညာဖျားကဘေးတဲ့ညံပညာနဲ့လူပညာဟာမတူဘူးဆိုတဲ့အကြောင်းအရာတွေကိုရှေ့မှာဖော်ပြပေးပြီးသားဖြစ်တယ်။အဲဖျားပေးထားတဲ့ညံပညာတို့ကိုဖျားသခင်ဒီမိမိဝိညာဉ်တော်အဖြစ်ငါတို့အားဖော်ပြတော်မူ၏။ ဖျားပြုတ်လို့တဲ့အရာစက်ကြလာတစ်ခုလုံးရဲ့နက်နဲတဲ့အရာကိုလူညာပညာအဖြစ်ကျွန်တော်တို့ကပေါ်ထုတ်နိုင်မှာမဟုတ်ဘူးနက်နဲလာတဲ့လုကပတ်တော်တွေကိုကျွန်တော်ပေါ်ထုတ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖျားရဲ့တန်ရှင်းသောဝိညာဉ်တော်ကတော့ပေါ်ထုတ်နိုင်တာဖြစ်တယ်ဝိညာဉ်တော်ဒီဖျားတခင်ဤနက်နဲသောအရာတိုင်အောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏ဖျားတခင်ဤနက်နဲသောအရာတိုင်အောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏ဖျားတခင်ရဲ့ အလိုတော်ကိုတန်ရှင်းသောဝိညာဉ်တော်ကသိရှိပြီးခါမှအဲ့ဖျားသခင်အလိုတော်အတိုင်းကျွန်တော်တန်ရှင်းသောဝိညာဉ်တော်ရဲ့ဖေးမှမှုအပြင်ဖျားရဲ့အလိုတော်အတိုင်းကျွန်တော်ကနေ့စဉ်နဲ့ဒီတိုင်းရှောက်လန်းတဲ့ဖျားရဲ့တာသမီတွေဖြစ်ဖို့ပဲဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့မဆမှုမရှိဆိုရင်ကျွန်တော်ကနေ့စဉ်နဲ့နေ့တိုင်းဖျားရဲ့အလိုတော်ကိုသိရှိဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ပဲဒီမှာဖော်ပြပေးထားတာဖြစ်ပါတယ်။လူဤနည်းနည်းသောအရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါအဘယ်သူသိသနည်းထိုနည်းတူဖျားသခင်နည်းနည်းသောအရာတို့ကိုဖျားသခင်ဝိညာဉ်တော်မှတပါအဘယ်သူမျှမသိဆိုပြီးရှင်ပေါလုကကောရိန္သုယုံကြည်သူတွေကိုဖော်ပြပေးထားပါတယ်။ အကြောင်းဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီကျွန်တော်တို့အသက်တာထဲမှာလည်းပဲဘုရားသခင်ရဲ့နည်းနည်းသောအရာတွေကိုသိဖို့ကတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြမှုရှိမှသာလျှင်သင်နဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့နည်းနည်းမှုကိုနားလည်နိုင်မှာဖြစ်တယ်ဖျားသခင်ရဲ့နည်းနည်းမှုကိုနားလေတော့သူမှသာဖြင့်ဖျားသခင်ရဲ့ဗျာဒိတ်တော်ကိုနားလေနိုင်မှာဖြစ်တယ်။ဖျားရဲ့နှုတ်တော်ထွက်ကိုနားလေနိုင်မှာဖြစ်တယ်။ဖျားရဲ့ဉာဏ်ပညာကိုနားလေနိုင်မှာဖြစ်တယ်။ဖျားရှင်ရက်နဲ့ရရှိတဲ့တကူကိုရရှိနိုင်မှာဖြစ်တယ်။ဒါကြောင့် ဖះကိုချစ်တဲ့ဖះရဲ့တာသမီးတွေဒီကနေ့မှာတိုင်ရှင်းတော့ဝိညာဉ်တော်ဖះမပါပဲနဲ့တင်နာလေနေတော့ဉာဏ်ပညာတွေတင်နာလေသဘောပေါက်တဲ့ဖះရဲ့နှုတ်ကပတ်တော်တွေတင်နာလေနေတဲ့တကူတွေဟာစစ်မှန်တဲ့ထာဝရဖះရှိကနဲ့မလာတဲ့တော့ကြောင့်ငြိမ်သက်ခြင်းမရှိပဲနဲ့လောကစာတမာနရဲ့လိမ်လေလှေဖះမှုအောက်ကနဲ့ရရှိတဲ့တကူတွေစာတမာနရဲ့လှေဖះမှုအောက်ကနဲ့ရတဲ့ဗျာဒိတ်တော်တွေဉာဏ်ပညာတွေဖြစ်ဖို့အရင်မဲ့လွယ်ပါတယ် ဖျားအမှုတော်ဆောင်ပါလျက်နဲ့ယူဒရှာကရုကဲ့သို့စစ်မှန်တဲ့တမာတရားကိုမတိဘဲနဲ့လွဲမှားစွာအသက်ရှင်တော်သူများမဖြစ်မိဖို့ကြောင့်လဲကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ် ။အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေဒီကနေ့မှာကျွန်တော်အတ္တတမှာတိတ်ပြီးခါမှာအရေးကြီးတာကတန်ရှင်းတော်ဝိညာဉ်တော်ဘုရားကိုရရှိပြီးတဲ့နောက်မှာတန်ရှင်းတော်ဝိညာဉ်တော်ဘုရားရဲ့လမ်းပြမှုအပြင်သူ့ရဲ့ဗျာဒိတ်တော်၎င်းဉာဏ်ပညာကိုတော်၎င်းကိုယ်အရင်မြစ်ကိုလည်းကျွန်တော်ကတိရှိတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှာကျွန်တော်ခွန်အားပေးချင်ပါတယ်။ ရှင်ပေါလုပြောတယ်လို့ဖရာသခင်ရဲ့အကြံအစီတွေကိုသိရှိနိုင်ဖို့တော့ကလူကမသိနိုင်ပါဘူး။တန်ရှင်သောဝိညာဉ်တော်ဖရာကဖရာရဲ့စိတ်တော်ကိုသိပြီးတန်ရှင်သောဝိညာဉ်တော်ဖရာရဲ့ဖေးမှမှုအားဖြင့်ကျွန်တော်ဖရာရဲ့အလိုတော်ကိုလောကမှာမှုတော်ဆောင်တဲ့လောကမှာနော်အသက်ရှင်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အဲငါးချက်မပေါ်ပြခင်လေးမှာ အပိုက်ငယ်လေးဖြစ်တဲ့နော်တကိုးဘယ်ရနဲ့ရတယ်လဲတန်ရှင်းသောဝိညာဉ်တော်ဘယ်ရနဲ့ဆင်းကြွတယ်လဲဆိုတဲ့အကြောင်းအရာကိုတစ်ချက်ကြည့်အောင်အဲ့ဒါကတမန်တော်ဝတ်ထုအခန်းကြီးတဲ့အပိုက်ငယ်ရှိမှာတင်တို့အပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တော်အခါတင်တို့ဒီတကိုးကိုခံရ၍ဂျေရုဆလင်မြို့မှစသောယူဒာပြည်ရှမာရိပြည်မြေကြီးဆွန်းတိုင်အောင်ငါဤတက်တည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏ဖတ်တော်တဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေကြည့်ပါဒီမှာ တန်ရှင်းတော့ဝိညာဉ်တော်ကျွန်တော်အပေါ်မှာတက်ရောက်လာတဲ့အခါမှာတဲ့ကျွန်တော်တို့ကဖျားသခင်ဟာအသက်ရှင်တယ်ခရစ်တော်ဟာလောကအပြစ်သားတွေအားလုံးအတွက်ကိုကယ်တင်မှာထာဝရငေးကနဲ့ထာဝရကောင်းကင်ကိုပို့ပေးတယ်ဆိုတဲ့အကြောင်းအရာတွေကိုတဲ့ဂျေရုဆလင်မြို့မှာစပြီးယူဒပြည်ယူဒပြည်နဲ့ရှမာရိပြည်ရှမာရိပြည်နဲ့မြေကြီးဆွန်းတိုင်အောင်ငါဤတက်တည်ဖြစ်ရမယ်တဲ့အသင်းတော်ရဲ့တက်တည်လို့မပေါ်မပေါ်ပြပဲခရိယန်ရဲ့တက်တည်လို့မပေါ်ပြပေးထားဘူး ငါဤတက်သေးတဲ့ခရစ်တော်ကငါရဲ့တက်သေးဖြစ်ကြလိမ့်မယ်လို့ဖော်ပြပေးထားပါတယ်။ဒါကြောင့်မဲဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေတန်ရှင်းတော့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့နဲ့အတူပါရှိလာတဲ့အခါမှာကျွန်တော်တို့ကတကိုးရလဲရလာတဲ့တကိုးအားဖြင့်ဘာလို့ကိုလဲဘုရားရဲ့ဘုန်းတော်ထင်ရှားနိုင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့တိတ်ပြီးခါမှာရေးကြည့်ပါတယ်။ဒီကိစ္စမှာပြန်လည်ပြီးခါမှာဆန်းစစ်ကြည့်ပါ။ ဒီနေ့မှာကျတန်ရှင်းတော့ဝင်းတော့ဘေးတဲ့တကောဟာဖျားဘုံတော့ထင်ရှားဖို့အတွက်တုံးသလားကျွန်တော်တို့ရဲ့နာမည်ကြီးဖို့အတွက်တုံးသလားပောက်ကရနဲ့ပဲကျွန်တော်လွဲမားစွာအုံပြုနေသလားတေချာလေးပြန်ဆန်းစစ်ကြည့်ပါဓမ္မဟောင်းနဲ့ဓမ္မတက်မှာလည်းကြည့်ပါဖျားကတုံးပြုတဲ့လူလိုလိုနဲ့လွဲမားစွာမိစ္ဆာဒိဋ္ဌိပေါင်းမြောက်များစွာကတကောပေါင်းမြောက်များစွာကိုလုံနေကြတယ်အကြောင်းမဲ့ခရစ်တော်ကဘာပြောတယ်လဲရှင်မာတဲခရစ်ဝင်ကျမ်းကိုတွားကြည့်ပါ တခင်တခင်ဟိုနောက်ဆုံးသောကာလမှာငါ့ကိုခေါ်တော့လဲငါမတည်ဘူးလို့ညင်းပယ်တဲ့အချိန်ရောက်လိမ့်မယ်။အဲ့အချိန်မှာနိနာမအဖြစ်ငါနာဆုပ်ကိုနင်ထုတ်တယ်နာမအဖြစ်ငါနော် healing နေလုတ်တယ်နော်အနာရောဂါညှိချင်းနေလုတ်တယ်ကိုတော့ဘာလို့ကျွန်တော်မတည်လဲတိတ်ကောငါအလင်းမတည်ဆိုပြီးမှခရစ်တော်ကပြန်ပြီးမောင်းထုတ်ရတဲ့အချိန်ရောက်လိမ့်မယ်။အဲ့ကြဘုရားကိုချစ်တဲ့ဘုရားရဲ့တသမိစိတ်မှနဲ့တန်ရှင်းတော့ဝိညာဉ်တော်ဘုရားတင့်အပေါ်ကိုရောက်လာတဲ့အခါမှာတင်ဟာအသင်းတော်ရဲ့တက်တည်မှုကိုတင်ဟာတင့်ကိုတင်နာမည်ကြီးဖို့တက်တည်မှုကို ခရစ်တော်ရဲ့တက်တည်ဖြစ်မယ်ဒါကြောင့်မဒီမှာငါဤတက်တည်ဖြစ်လိမ့်မည်ဘယ်ထိတဲ့ကဘာဆွန်းတိုင်အောင်ခရစ်တော်ရဲ့တက်တည်ဖြစ်မယ်လို့ဖော်ပြပေးထားတာဖြစ်တယ်ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးစင်မှန်နဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုနားလည်ဖို့နဲ့စင်မှန်နဲ့တကိုးရဖို့နဲ့စင်မှန်နဲ့ ညံပညာရဖို့တန်ရှင်းသောဝိညာဉ်တော်ဖျားကိုကျွန်တော်နဲ့အစင်အမြက်ဖိတ်ခေါ်ပြီးမှတန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့လမ်းပြမှုအောက်မှာရှောက်လန်းတဲ့ဖျားရဲ့တာသမီတွေဖြစ်ဖို့တိတ်ပြီးခမအရေးကြီးတယ်ဆိုတာကိုပြောချင်ပါတယ်နောက်ဆုံးနံပါတ်5ချက်နေနဲ့ကျွန်တော်ပြောချင်တဲ့အရာကတန်ရှင်းသောဝိညာဉ်တော်မှစစ်မှတ်သောတမန်တော်ကိုပို့ဆောင်ပေးတယ်ဆိုပြီးအချက်5ချက်နေနဲ့ဖော်ပြပေးထားပါတယ်အကြောင်းစစ်မှတ်တဲ့တန်ရှင်းသောဝိညာဉ်တော်မပါဘဲနဲ့စစ်မှတ်တဲ့တမန်တော်ကိုကျွန်တော်နားလည်နိုင်မှာမဟုတ်ဘူး ကျွန်တော်တမာကျမ်းစာကိုဖတ်ပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဖရားရဲ့ဖွင့်ပြမှုမရှိဘူးဆိုရင်ကျွန်တော်တမာတရားကိုနားလေတော့သူတွေလုံးဝမဖြစ်နိုင်ဘူးအကြောတမတရားရဲ့အောက်တဲမှာဘာပါလဲဆိုတမတရားရဲ့စာကြောင်းဒီအောက်မှာ the voice of god ဖယားတခေအတန်တော်ရှိတယ်အဲ့အတန်တော်ကိုနားထောင်နိုင်ဖို့အတွက်နားလည်နိုင်ဖို့အတွက်ကတန်ရှင်းသောဝိညာဉ်တော်ဖယားရဲ့လမ်းပြဖို့တိတ်ပြီးခါမှလိုအပ်ပါတယ်တမချမ်းစာကိုဂင်ပြီးလေ့လာပြီးခါမှဒီကနေ့လမ်းလွှဲနေတော်သူတွေအများကြီးရှိတယ် ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တပည့်တွေတန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့လမ်းပြမှုအဖြစ်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့ဖိနှောက်မှုအဖြစ်တမာချန်းစာရဲ့အောက်မှာရှိတဲ့တမာချန်းစာရဲ့နောက်နားလေးမှာဖျားသခင်ရဲ့အတန် the voice of the lord ဖျားသခင်ရဲ့အတန်ကိုနားထောင်တတ်သောဖျားရဲ့တသမိတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်အဲအရာကတာလင်းတမျိုးနဲ့ပြောအဲရမာလို့ခေါ်တဲ့အဲဗျာဒိတ်ကတာလင်းယုံကြည်သူတွေအသက်တာကိုဖျားရဲ့အလိုတော်တိုင်း တောက်လျှောက်လမ်းပြသွင်းသွင်းပေးတယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်။အဲအကြောင်းအရကိုရရှင်ရောင်းခရစ်ဝင်ကျအခန်းကြီး16အပိုင်ငယ်73-95မှာဖော်ပြပေးထားတာဖြစ်ပါတယ်။အဲကြောင့်ဒီမှာတမာတရားနဲ့ပြည့်စုံသော ထိုဝိညာဉ်တော်သည်ရောက်လာတော့ခါတမာတရားကိုတင်တော့အကျွမ်းမဲ့သွင်းသွင်းပြသလိုက်မည်။တမာတရားနဲ့ပြည့်စုံတဲ့တန်ရှင်းသောဝိညာဉ်တော်ဖရားရောက်လာတဲ့ခါမှာတဲ့အဲတမာတရားကိုတင်တော့အကျွမ်းမဲ့သွင်းသွင်းပြသလိုက်မည်။ ဲဒါကြောင့်ခရစ်တော်မရှိတဲ့နောက်ပိုင်းမှာစွန့်မှန်ဆိုတမန်တန်ကိုလမ်းပြတုံသင်ပေးတာတန်ရှင်တော်ဝိညာဉ်တော်မှအပမရှိဘူးတကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကျွန်တော်တို့ကအစင်မြတ်ဖိတ်ခေါ်ပြီးတမန်တရားကိုအစင်မြတ်လေ့လာတဲ့ဖျားရဲ့တသမိတိဖြစ်ဖို့တိတ်ပြီးခါမှရေးကြည့်တယ်ထို့ဝိညာဉ်တော်ဒီကိုအလိုနဲ့ဟောပြောမိမဟုတ်ကြားတမန်တော်ကိုဟောပြောလိုက်မိ သူအလိုနဲ့ဟောပြောမိမဟုတ်တဲ့သူကြားတမျှတော့ကိုဟောပြောလိမ့်မယ်အဲ့ဒါပါလေခရစ်တော်တွင်တွင် ပေးခဲ့ပြီးသားတမာတရားတွေကိုအစင်အမျက်နဲ့သူကတွင်တွင် ပြတာပေးလိမ့်မယ်လို့ဖော်ပြပေးထားတာ ထိုဝိညာဉ်တော်ဒီကိုယ်အလိုလက်ဟောပြောမိမဟုတ်ကြားသမျှတို့ကိုဟောပြောသူကြားထားတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ရဲ့အားလုံးကိုသူကမှန်ကန်စွာအဖြစ်ဟောပြပေးလိမ့်မည်လို့ဖော်ပြပေးထား။နောင်လာတဲ့တော့အရာတို့ကိုလည်းတင်တို့အားဖော်ပြလိမ့်မည်။ထိုဖခင်တာရွေ့ပုံကြည့်ပါစေ။နောင်မှာဘာဒီဖြစ်ဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းတန်ရှင်းသောဝိညာဉ်တော်ဖခင်ကတင်တို့အားဖော်ပြလိမ့်မည်ဆိုပြီးခါမဖော်ပြပေးထားပါရဲ့။အကြောင်းဖခင်ကိုချစ်တဲ့ဖခင်ရဲ့တာသမီးဒီဒီကနေ့နောက်ဆုံးသောကာလမှာကျွန်တော်အသက်ရှင်တဲ့အခါမှာနောင်လာတဲ့အရာတွေကို prophecy ပြုကြတဲ့ တယ်တန်ခြင်းတော့ဝိညာဉ်တော်ရဲ့ဖေးမှမှုမဟုတ်ပဲနဲ့ emotion အပြည့်ဟောပြောပြီးခမလွဲမှားဆိုပြဟောပြောသူတင်တဲ့လူတွေအများကြီးထဲမှာကျွန်တော်မပါဘူးမိဖို့တိတ်ပြီးခါမှအရေးကြီးတယ်အာမင်ကိုလွယ်လွယ်လေးနဲ့ထူသောသူများမဖြစ်ဖို့လဲတိတ်ပြီးခါမှအရေးကြီးတယ်အာမင်ဖခင်နှုတ်ကပတ်တော်တိုင်းအာမင်ထူးတင်တယ်လားမထူးတင်ဘူးလားဆိုတာကိုလည်းကျွန်တော်စင်ချင်တဲ့ဖခင်ရဲ့တာသမီတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ် ဒီကနေ့မတင်ချမ်းသာမယ်တင်ကြွယ်ဝမယ်လို့ပြောတိုင်းနဲ့အာမင်ထူဖို့မဟုတ်ဘူးတမာတရားကိုမှန်မှန်ကန်ကန်လေ့လာပါတရှိတော့ဝိညာဉ်တော်ရဲ့ဖေးမမှုအဖြစ်လေ့လာတဲ့အခါမှာတတမာတရားဆိုတာကအရင်အမြတ်ကျွန်တော်ယုံကြည်သူရဲ့အတ္တတာကိုအစဉ်အမြဲတီးဆောက်ပေးပါတယ်အဲအเจ้าရကိုပဲတန်ရှင်းသောဝိညာဉ်တော်ဖျားကအစဉ်အမြဲကျွန်တော်တို့ကိုလမ်းပြတွင်တင်ပေးတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်အကြောင်းဖရားကိုချစ်တဲ့ဖရားရဲ့တာသမီတွေကျွန်တော်ဖရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာ တမာတရားကိုမှန်မှန်ကန်ကန်နဲ့လမ်းပြပေးတော်သူကဘယ်လဲတန်ရှင်းသောဝိညာဉ်တော်ဖရာပဲဖြစ်တယ် ဒါကြောင့်ဖះကိုချစ်တဲ့ဖះရဲ့သားသမီးတွေတန်ရှင်းသောဝိညာဉ်တော်ဖះကိုကျွန်တော်အစဉ်အမြဲဖိတ်ခေါ်ပြီးမှ နေ့စဉ်နဲ့နေ့တိုင်းဖះရဲ့အလိုတော်တိုင်းရှောက်လန်းနိုင်ဖို့အတွက်ကတန်ရှင်းသောဝိညာဉ်တော်ဖះကိုကျွန်တော်ကဖိတ်ခေါ်ဖို့လိုတယ်။စစ်မှဆိုတမန်တော်ကိုနားလည်ဖို့အတွက်ဆိုတန်ရှင်းသောဝိညာဉ်တော်ဖះကိုကျွန်တော်ဖိတ်ခေါ်ဖို့လိုတယ်။နောက်ဆုံးကြရင်ကျွန်တော်တက်တေခံတဲ့အရာလောကမှာယုံကြည်သူတွေဖះအမှုတော်ဆောင်နေအသက်ရှင်ရခြင်းဒီဖះသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်။ဒီအသက်တာတွေတက်ရှင်နိုင်ဖို့ကတန်ရှင်းသောဝိညာဉ်တော်ဖះကို ဖိတ်ခေါ်ပြီးခါမှဖရာသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့ယုံကြည်သူတွေဖြစ်ကြရအောင်လို့ဒီနေ့မှကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြာနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။ ခင်ငါကိုတကယ်ချစ်တယ်ပေရောမမပြောင်းနဲ့မြတ်တာနဲ့ပွေဖက်နနေတဲ့တခင်ရဲ့အချမ်းစီတော်တဲ့ကိုဆွေးခေါ်တယ်ခေရဲ့ကောင်းမြလိုက်တာသခင်လောက်ချင်နိုင်သူမရှိတဲ့ပြညာလုံးတဲ့

ပြညာလုံးတဲ့ကျွန်တော်ကိုသူ၍ချမောင်သူရဲ့တခုနဲ့ချိန်ချင်းတွေရိုက်ချိုးခဲ့တရှန်တဲ့တခင်ရဲ့အချမ်းစီတော်တွေကိုဆွဲခုံတယ်တကယ်ဆိုရင်တခင်ရဲ့အချစ်သာ